ာလီဇော်ပါဒီကနေ့ဂျွန်လာ14ရက်နေ့နရီဇရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ AA ရဲ့တိုက်ခိုက်မှုကြောင့်ငတိုင်းရှောင်းအမြောက်တက်3လီလီကစစ်ကစီတက်သားတွေအကြဆုံးတွေနဲ့ဆုတ်ခွာထွက်ပြေးနေရတဲ့သတင်းကျောက်ပြူမှာစစ်ပီးရှောင်ရီနဲ့ဒေသခံတွေအတွက်စီရနာအာရခပြည်သူအကျိုးပြုစေခံကိုစတင်တည်ဆောက်နေတဲ့တည်နေ စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်မျိုးသုံးမျိုးမှရှိတဲ့စစ်ကောင်စီဝန်ထမ်းတွေရဲ့တာသမီ2000ကျော်ကိုပညာသင်စရိတ်ထောက်ပံ့ခဲ့တဲ့တည်င်းအပြင်တခြားစေဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ဤယာဝရီတိုင်းဒေသကြီးအတွင်းကအရခတ်တတော်ဤဦးဆောင်တိုက်ခိုက်နေတဲ့ရည်ကြည်မြို့နယ်ငတိုင်းရှောင်းကွက်လမ်းပေါ်မှာရှိတဲ့အမြောက်တပ်3လေးလေးကစစ်ကောင်စီတပ်သားတွေဟာအကြဆုံးအထိနာမှုတွေများနေတဲ့အတွက် ဖီယိုပီရေးစွခွာထွက်ပြေးနေရတယ်လို့သိရပါတယ်။အမြောက်တက်344ကစစ်ကောင်စီတပ်သားတွေဟာအီအီနဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုစွန့်ရည်ကြောင်းထိခိုက်ပြီးဆုံးနာရီများပြီးအမြောက်တက်ရဲ့ထွက်ပေါက်ကိုဖီယိုပီရေးစုပ်ပြေးနေရတယ်လို့ဒေသခံမြေပြင်စီးရေးတရင်းမြေတယောက်ကနရင်းစရာကိုပြောပါတယ်။စစ်ကောင်စီတပ်သားတွေကထိခိုက်ကြဆုံးမှုများလို့ခွဲပေါက်ရှာနေရတဲ့အနေအထားမှာရှိပြီး စစ်ကူကိုစောင့်နေကြရတာလို့ဒေသခံတွေကပြောပါရယ်။ဒါအပြင်အမြောက်တက်3လေးလေးတက်ရင်ကိုတင်လိုက်ပြီလို့လေဒီသားရင်းမှာသတင်းထွက်နေပြီမဲ့နရင်းစရာအနေနဲ့တိချအတင်မပြူနိုင်သေးပါဘူးရေကြည်မြုပ်နေငတိုင်းရှောင်းနဲ့စီမိုင်လောက်ပဲဝေးတဲ့အမြောက်တက်3လေးလေးအတွင်သေးကိုဂျွန်လာစနီယန်နေကနေစပြီးအေဥဆောင်နေတော်လန်ရေးတပ်ဖွဲ့ဝင်တွေကတက်ခိုက်နေတာပါရှင် တောက်ဖြူမြို့နယ်မှာရှိတဲ့စပီးရှောင်းတွေနဲ့ဒေသခံတွေရဲ့ကျန်းမာရေးအတွက်ရည်ဝေပြီးစေတနာအာရခပြည်သူအကျိုးပြုစေခန်းကို စတင်တည်ဆောက်နေပြီလို့သိရပါတယ်။အဲ့ဒီစေခန်းကိုတောက်ဖြူမြို့နယ်အတွင်းကစပီးရှောင်းတွေနဲ့ဒေသခံတွေစေခန်းလာရောက်ပြသဖို့လက်လန်းမိနိုင်တဲ့တနေရာမှာဂျွန်လာပထမပတ်ကနေ စတင်တည်ဆောက်နေရပါ။ဂျွန်လာအတွင်းအပီးတည်ဆောက်ပြီးစေခန်းစတင်ဖွင့်လှစ်နိုင်ဖို့ကြိုးစားနေတယ်လို့ စေတနာအာရခပြည်သူအကျိုးပြုစေခံရေးတွေးဘက်တည်ထောင်သူ ကိုစင်မျိုးကနရီစရာကိုပြောပါရယ်။ကြောက်ဖြူနယ်ရံပြည်နေရီမှာစစ်ရှောင်ပြည်သူတွေကိုတွားရောက်ကူညီခဲ့တဲ့အခါအခက်အခဲတွေရှိနေတယ်ဆိုတာကိုမြင်ခဲ့ရတဲ့အတွက်စေကန်းကိုတည်ဆောက်နေရတာလို့သူကဆက်ပြောပါရယ်။ဒီစေကန်းကိုအာရခအလင်း ပရဟိတအတင်းကကျက်သိန်း150မတ်တီငွေနဲ့စတင်တည်ဆောက်နေရလေဖြစ်ပါရယ်။ ြည်ရင်းပြည်ပအလူရှင်တွေရဲ့ထောက်ပံ့ငွေတွေနဲ့ရည်တည်တည်ဆောက်နေရတာဖြစ်တဲ့အတွက်လာရောက်ကုသသူတွေအနေနဲ့စေဘဝါကားကိုပဲပေးဆောင်ရမယ်လို့လေးသိရပါတယ်ရှင်စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ကမြို့၃မြို့မှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်ကောင်စီဝန်ထမ်းတွေရဲ့တာသမီ၂000ကျော်ကိုစစ်ကောင်စီကပညာသင်စရိတ်ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ် စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်တဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့နယ်တွေကစစ်ကောင်စီဝန်ထမ်းတွေရဲ့တာသမီ2066ရောက်အတွက်ပညာသင်စရိတ်ထောက်ပံ့ငွေတွေကိုဂျွန်လာ7ရက်နေ့မနက်ပိုင်းကစစ်တွေမြို့မှာရှိတဲ့ဥဥဒ္ဓမခံမမှာပြည်နေစစ်ကောင်စီကအခမ်းအနားနဲ့ထောက်ပံ့ပေးခဲ့တာပါ2025-2026ပညာသင်နှစ်အတွင်း မူလာတန်းအလီတန်းနဲ့အထက်တန်းပညာသင်ကြားရေးမှာထောက်ကူဖြစ်စေဖို့အခုလိုထောက်ပံ့ပေးတာလို့လေရခိုင်ပြည်စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းကအခမ်းအနားမှာပြောဆိုသွားခဲ့ပါတယ်။မူလာတန်းအဆင့်တစ်ယောက်ကိုကျက်၂တောင်းအလီတန်းအဆင့်တစ်ယောက်ကိုကျက်၄တောင်းအထက်တန်းအဆင့်တစ်ယောက်ကိုကျက်၆တောင်းနူးနဲ့စုစုပေါင်း698သိန်းကိုထောက်ပံ့ပေးခဲ့တာလို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပြီးတော့ပါမယ်ရှင်။ပြည်ရင်းတည်င်းတပုတ်အနေနဲ့ကတော့ရန်ကုန်တိုင်းမှာစစ်ကောင်စီတပ်ကရခိုင်လူမျိုးတွေကိုစစ်မှုထမ်းစီကိုင်းဖို့အတွက်ပြစ်မှတ်ထားဖမ်းဆီးမှုတွေပိုလုပ်လာတယ်လို့သိရပါတယ်။ရန်ကုန်မှာရခိုင်လူမျိုးတွေနေထိုင်မှုများတဲ့မျိုးနေရက်ွက်တွေကိုအခုကျွန်လအစပိုင်းကနေစပြီးစစ်ကောင်စီလက်အောက်ခံရေစစ်သားနဲ့ ရက်ွက်အုပ်ချုပ်ရေးမှုတွေကဝင်ရောက်ပေါ်တာဆွေးပြီးတော့ဖန်ဆီးမှုပြုလုပ်နေတာလို့ရန်ကုန်တိုင်းရှိပြည်သားမျိုးနေကဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်အခုနောက်ပိုင်းရန်ကုန်ရောက်ရခိုင်တွေကိုဝင်ဖန်ဆီးတာတွေများလာပြီးအုပ်စုလိုက်အဖမ်းခံရတာတွေများနေတယ်လို့ရန်ကုန်ဒေသခံတွေကပြောပါရယ်စစ်ကောင်စီဟာအခုနောက်ပိုင်းရခိုင်ကပွေးစားတွေနဲ့ရောက်ရှိလာတဲ့မက်ပုံဒီမရှိသူတွေ ရက်ွက်ထောက်ခံမှုမရှိသူတွေကိုအဓိကထားဖန်ဆီးနေတာဖြစ်တယ်လို့လိုင်တန်ယာမြို့နေကဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရီနိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အီရန်နဲ့အစ္စရေးအကြားနှစ်ဖက်စစ်စင်ရေးတိုက်ခိုက်မှုတွေဟာပြင်းထန်လာတဲ့အနေအထားကိုရောက်ရှိလာနေပြီဖြစ်ပါရီအစ္စရေးနိုင်ငံတယ်လီဗီမြို့နဲ့ဂျီယူစလင်ဟာအီရန်ရဲ့ပေထိန်တုံးတွေနဲ့လက်တုံပြန်တိုက်ခိုက်တာကို မနေ့ကရင်ဆိုင်ခဲ့ရပါရီ ဂျွန်လ13ရက်နေ့မနက်အစောပိုင်းမှာအစ္စရေးကအီရန်နျူကလ িয়ার နေရာတွေဒုံးကျည်နေရာတွေနဲ့စီးရီးပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပြီး18နာရီအကြာမှာအီရန်တို့ကအစ္စရေးကိုပယ်ထိန်ဒုံးကျည်တရာလောက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အီရန်ကပြစ်လို့လိုက်တဲ့ဒုံးကျည်တွေကို အမေရိကန်လေးချောင်းရံကာကွယ်စနစ်တွေနဲ့ရေတက်ဖြတ်တင်မော်တစင်းကကူညီပစ်ချပေးခဲ့ရတယ်လို့အမေရိကန်တာဝန်ရှိသူတွေကပြောကြားထားပါတယ်။ အစ္စရေးနိုင်ငံဂျေရုရှလင်မှာပောက်ကွေးတံတွေကြားနေရတယ်လို့တယ်အဗီမြို့ကောင်းကင်ရံမှာလေပောက်ကွေးတံတွေအလင်းတန်းတွေနဲ့မိโกမေးတွေတက်လာနေရကိုလူမှုကွန်ရက်တွေနိုင်ငံတကာသတင်းတွေမှာတွေ့မြင်နေရပါတယ်။အီရန်တို့ရဲ့အခုလိုလက်တုံပြန်တိုက်ခိုက်မှုမှာအစ္စရေးဘက်မှာလူ40ဒဏ်ရာရရှိပြီးဆေးရုံတင်ထားရတယ်လို့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့်လူ88ယောက်သေဆုံးသွားခဲ့ပြီးအဲ့ဒီအထက်မှာ အီရန်စစ်တပ်အရာရှိ၃ယောက်နဲ့နျူကလ িয়ার ပညာရှင်၆ယောက်လေးပါဝင်နေလို့သိရပါတယ်ရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့နရီဇရာကထုတ်လွှင့်နေတဲ့သတင်းတွေကို www. narizra.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နရိဇာယုတ်တန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်